ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဂျွန်နီကတော့အိမ်ပြင်မှာထိုင်ပြီးမြေကြီးနယ်လှုပ်ရှားတဲ့မိဖို့ကြောင့်ကိုတန့်ရှင်းနေပါတယ်ဒီချိန်မှာပဲဇလက်ကအင်းသေးကနေမြေကြီးနယ်လှုပ်ထားတဲ့ပုဂံတွေကိုယူလာခဲ့ပါတယ်။တမီးရဲ့ဒီနေ့ကလည်းပူလိုက်တာ အပြင်းမနေပြီးထမင်းတော့မချက်ချင်ဘူးငါတော့ဘာမှမလုပ်ချင်တာအမေမလုပ်ချင်လဲဘာမှမဖြစ်ဘူးတမီးရှိရလေတမီးလောက်မှာပေါ့အမေရဲ့မလုပ်ပါနဲ့တမီးရဲ့တမီးကအိုးရင်မမဲသွားအောင်မြေကြီးတွေပဲလိမ့်ပေးလိုက်လေနေ့ရောတော့ထင်းနဲ့ချက်ခိုင်းရင်လက်တွေချက်တော့တွေမဲနေမယ်အမေကပါလို့တမီးကိုဘယ်တော့မှမချက်ခိုင်းတာလဲဇလက်ကမြေကြီးတွေယူပြီးအိုးတွေကိုလိမ့်နေခဲ့ပါတယ်ပြီးတဲ့အခါမှာတော့မိမွေးတဲ့အခါမှာပဲမိခုရီချောင်းဇလက်ကချောင်းဆိုးလာခဲ့ပါတယ် လက်ချောင်းစိုးတော်ကိုကြည့်ပြီးဘေးနားမှာမြေကြီးပကံတွေလှုပ်နေတဲ့အဖေကပြောခဲ့ပါတယ်။တမီးလေးရဲ့ဘာလို့ချောင်းတွေစိုးလာတာလဲ။ဘာဖြစ်တာလဲ။ဒေါနီရဲ့ငါတမီးကမြေကြီးနဲ့မိဖို့ကြောင့်မချက်တက်ဘူးဆိုလဲ။နင်ကဘာလို့ချက်ခိုင်းသေးလဲ။ငါမချက်ခိုင်းမအောင်တော့ရေ။နင်တမီးကပဲချက်မယ်ပဲပြောနေတာ။အခုချိန်မီးတော်မွေးလို့မပြီးသေးဘူး။အခုတည်းကမတင်ထားရင်လည်းယောက်ျားရရင်ဘလို့ချက်မှာလဲ။အဲ့မှာလေမြေကြီးမိဖို့ကြောင့်ရှင်ရောဒွန်နီကဒီလိုပြောလိုက်တာကြောင့်အဖေကလည်းမျက်ရည်ဝဲပြီးတော့ပြောခဲ့ပါတယ် ငါသမီးကဒီအိမ်မှာတော့ဒလုတ်ဒုက္ခတွေရောက်နေတာယောက်ျားရပြီလေသူ့ကိုဒုက္ခမပေးချင်ပါဘူးငါကတော့ဘာမှမပေးနိုင်ရင်တော့ငါသမီးကိုပတ်စံစုပြီးဂက်စ်မီးဖို့လေးတော့ဝယ်ပြီးမှာပဲဘယ်မီးပါမဆိုတော့တာသမီးဒုက္ခရောက်တာမမြင်ချင်ဘူးဒါပေမဲ့စင်းရဲတဲ့အိမ်ကတာသမီးကိုချမ်းသာတဲ့အိမ်ကလူတွေကမယူချင်ကြဘူးချမ်းသာတဲ့အိမ်ကလူတွေယူလဲသူတို့ပြည့်စည်တဲ့ပေးရတာလည်းမနေဘူးတလက်ကဒေါနီတို့ရဲ့တူရိတော်သမီးလေးပဲဖြစ်ပါတယ်သူတို့ကမြေကြီးပကံတွေလှူရောင်းခဲ့ကြပါတယ် တို့ဟာမြေကြီးပကင်းတွေလောက်တာကထမင်းစားဖို့လောက်ပဲရခဲ့ပါတယ်။ဇလက်မင်္ဂလာဆောင်ဖို့အတွက်ဘာပဆန်းမှမဆုထားမိပါဘူး။အခုခင်မာကလည်းစင်းရဲအင်းကသားသမီးဆိုရင် ချမ်းသာတဲ့အင်းကလူတွေဟာပစ္စည်းတွေတောင်းယူတာရမှာပဲလက်ခံကြပါတယ်။အမေကြည့်အောင်သမီးမီးမွေးလိုက်ပြီထမင်းချက်တော့မယ်နော်။ချက်တော့သမီးရဲ့ပေချာချက်နော်လက်အပူလောင်မယ်။ဇလက်ကလည်းထမင်းချက်နေတဲ့အခါမှာပဲအိနာကတူတူက မုံလေးဖိတ်စာရီကင်ပြီးရောက်လာခဲ့ပါတယ်။ အန်တီသမီးမင်္ဂလာဆောင်ပါပါဒီမှာမုံနဲ့ဖိတ်စာလာပေးတာပါ ဟုတ်လားအရန်ဝမ်းတာတယ်သမီးရဲ့နေအတွက်အရန်ပျော်တယ်နော်သူ့သူရဲ့နေရလည်းတငယ်ချင်းကိုအရန်ဖုံးကွယ်တာပဲစစ်ဆက်ပွဲကိုငောက်တော့မခုံးတော့ဟုတ်တယ်အားလုံးဖုံးဆက်ခေါ်တယ်လေနေကဖုံးမရှိတော့မခေါ်ရအောင်မင်္ဂလာဆောင်တော့လာဖြစ်အောင်လာပါနော် သမီးရဲ့ကောင်းလေးအိမ်ကလူတွေကဘာလို့လောက်တာလဲစီးပွားရေးရောအဆင်ပြေလားပြေတန်တီသမီးယောက်ျားအိမ်ကလူတွေကစီးပွားရေးပိုင်ရှင်နေပဲ တမီရောက်ခမတော့တမီအတွက်ကိုအစင်းမြင့်မိဖို့ကြောင့်တော့လောက်ခိုင်းနေပြီဟုတ်လားအရန်ကောင်းတာပဲကွယ်ဒေါနီကလည်းဒီလိုပြောနေရင်ဇလက်ကိုမင်္ဂလာဆောင်ဖို့တွေးရင် စိတ်ပူလာခဲ့ပါတယ်ဒီလိုနဲ့ပဲနောက်နေ့ရက်နေ့တော့ဒေါနီမိသားစုကလည်းမင်္ဂလာဆောင်ကိုသွားကြပါတော့တယ်မင်္ဂလာဆောင်ကိုရောက်တော့ယောက်ျားလေးရင်ကိုပေးဖို့ပစ္စည်းတွေအများကြီးကိုရထားပါတယ်မိဖို့ကြောင့်သုံးပစ္စည်းရေကဲတက်တာဖြော်ရည်ဆက်ပေါမုံကင်းဆက်ဂျုံနေဆက်အဝိရှော်ဆက်မိဖို့ကြောင့်မလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုထားထားပါတယ် မင်္ဂလာဆောင်လာတဲ့မိန်းမကြီးတွေဟာလည်းပစ္စည်းတွေကိုကြည့်ပြီးအချင်းချင်းပြောနေကြပါတယ်။မိဖို့ကြောင့်ပစ္စည်းတွေကလည်းစုံညာပဲနော်။သမီးတို့တော့အားလုံးပေးထားတာပဲ။ဟုတ်တယ်လေ။အဲ့လိုပေးတော့လည်းအဆင်ပြေတာပဲမင်္ဂလာဆောင်ပြီးရင်မိဖို့ကြောင့်ကိုသမီးရပဲထိမ့်သိမ်းရမှာလေသမီးကိုပေးဖို့ဝယ်ထားတဲ့ပစ္စည်းတွေကရူဘီ၅သိန်းဖို့လောက်ရှိရထင်တယ်ကောင်းပါတယ်ပေးကြပါစေမိမကြီးတွေစကားကြပြီးဘေးမှာရက်နေတဲ့ဒေါနီနဲ့ဥပါကတော့စိတ်ညစ်သွားခဲ့ပါတယ် ငါတော့မြေကြီးပကံတွေရောင်းပြီးတမီးကိုမင်္ဂလာဆောင်ဖို့တောင်ပတ်စံမဆုနိုင်ဘူးဒီလိုနဲ့ပဲဘလို့မင်္ဂလာဆောင်ပေးရပါမလဲဖះကလည်းငါတို့ကိုဘာစင်စားပြီးတမီးပေးထားလဲမသိပါဘူးဥပါတို့ကလည်းပဲတမီးအတွက်စိတ်ပူနေကြပါတယ်မင်္ဂလာဆောင်ပါလေဒေါလာတို့ရဲ့ချမ်းသာတဲ့မိသားစု ရောက်နေကြပါတယ်တမီးဆက်လက်ရဲ့ဧည့်သည်တွေကိုအစားတောက်အတွက်ကြည်ပေးပါအောင်တမင်းချက်တဲ့သူတွေကလည်းနောက်ကျနေတယ်တမီးကြွေးကူပေးပါလားကြားတဲ့အတော်အတော်လုံးဝစိတ်မပူပါနဲ့ အတော်တခြားအလုပ်သွားလို့လေဟုတ်တယ်မစိတ်မပူပါနဲ့ဇလက်နဲ့ငါနဲ့ပေါင်းပြီးတော့ဧည့်သည်တွေကိုကြည့်လိုက်မယ်ဧည့်သည်တွေအားလုံးကလည်းထမင်းတွေစားနေကြပြီးထမင်းကိုအောက်မှခင်းကျင်းနေကြပါတယ်ဒေါ်လာမိသားစုဖြစ်တဲ့ချွေးမာရီသမီးတွေကမာနနဲ့တနေရာမှာရက်နေပါတယ်ဒေါ်လာရေနင်တို့ဘာလုပ်နေတာလဲထမင်းစားဖို့ထိုင်ကြလေအဖေရေဒီအိမ်ကလူတွေကလည်းဘာစင်စားပြီးပေးစားလည်းမသိဘူးသူတို့ကစားဖို့တော့အောက်မှခင်းကျွေးနေတယ် ဲ့တယ်တွေကိုလည်းဘလို့ဧည့်ခံလည်းမသိဘူးအန်တီတို့စင်ရတဲ့မိသားစုတွေအတွက်သမီးတယောက်ကိုမင်္ဂလာဆောင်ဖို့ကမလွယ်ပါဘူးပတ်စံကိုမနှဲစုရတာပါအန်တီတို့အိမ်မှာတာငွေပကံတွေနဲ့စားတာတရက်တော့ငပြိုးရွက်လေးနဲ့စားလို့လည်းရပါတယ်တနေ့ရဲ့ချစ်စရာကောင်းတဲ့စီထားလေးကိုကြည့်ပြီးဒေါ်လာတာတီဟာကလည်းသူ့ကိုသဘောကျသွားပါတော့တယ်တီဟာကလည်းချမ်းသာတာတောင်လုံးဝမမ်းမာနာမရှိပါဘူးအားလေထမင်းကူကျွေးမယ်လေတယောက်တည်းမလုပ်ပါနဲ့မကျွေးကူပါနဲ့ အကိုတို့ကယောက်ျားလေးရှင်တွေလေကျမတို့ကဧည့်ခံရမှာပါဘာမှမဆိုင်ပါဘူးယောက်ျားလေးရှင်ကတော့ဟုတ်တယ်မိန်းကလေးရှင်ကလေသူတို့သမီးပေးရတာလေကောင်းလေးရလေရဲဟိုသဘောကောင်းတာပဲငါသမီးအတွက်လေဒီလိုကောင်းလေးရရင်ကောင်းမယ်မင်္ဂလာဆောင်ပြီးနောက်မှာတော့ဥပတို့လေအင်ပြန်သွားပါတော့တယ်ဥပကလေအင်ရောက်ပြီးတော့ပြုတ်ခဲ့ပါတယ်မတို့သမီးလေးရလေရွေရောက်နေပြီသမီးလေးကိုလေမင်္ဂလာဆောင်ပြီးဖို့စဉ်းစားရမယ် ငါတို့တစ်နှစ်ပတ်လုံးမြေကြီးပကံတွေလုပ်ပြီးတောင်မင်္ဂလာဆောင်ဖို့ပတ်စံမစုနိုင်ဘူး။ငါသမီးကတော့ဘလို့ယောက်ျားရမလဲမသိပါဘူး။ငါအရင်စိတ်ညစ်တယ်။ငါတို့သမီးလည်းချမ်းသာတဲ့အိမ်ရမှာသိကြတယ်။ငါစိတ်ကတော့ငါသမီးလည်းချမ်းသာတဲ့သူရမယ်ထင်တယ်။ကြည်ထားပါ။သူကကောင်းတဲ့အိမ်ကိုရမှာပါ။ဒီလိုနဲ့ပဲနှစ်ရက်လောက်ကြာရင်နောက်မှာတော့ဒေါ်နီတို့အိမ်ကိုကားကြီးကြီးတစ်စီးလာရက်လိုက်ပါတယ်။ကားတွေကဒေါ်နာတို့မိသားစုကထွက်လာပြီးဥပါတို့ကိုနှုတ်ဆက်ပါတယ်။ မင်္ဂလာပါငါ့ကိုမှတ်မိရဲ့လားမှတ်မိပါတယ်တူတူမင်္ဂလာဆောင်ကိုလာသေးတယ်မလားဟုတ်ပါတယ်လာပါတယ်ဒေါနီကလည်းအင်တယ်ရီကိုထိုင်းဖို့အတွက်ဖြာခင်းပေးလိုက်ပါတယ်အားလုံးကထိုင်းလိုက်ကြပါတော့တယ်တစ်ဖက်မှာတော့ဇလက်ကမြေကြီးမိဖို့ကြောင့်မှလဖြစ်ရည်လုံနေခဲ့ပါတယ်သူတို့ကလည်းလဖြစ်ရည်တောက်ရင်စကားပြောနေကြပါတယ်ငါတော့ဒီမှာစကားလာပြောနေတာနင်တို့သမီးကိုကြည့်ပြီးသဘောကျနေတာငါအင်ကတားငင်နဲ့ပေးစားချင်လို့ ငါတို့ကတော့ကြိုက်တယ်။မင်းတို့လည်းပဲငါတို့အိမ်တစ်ခေါက်လောက်လာကြည့်ချင်းကြည့်လေ။သမီးအတွက်လည်းဘာမှပေးစရာမလိုဘူး။အဝေအစားတစ်စုံနဲ့ပဲလွှတ်လိုက်ရုံပဲ။ငါသမီးလေးအတွက်ဒီလောက်ကောင်းတဲ့အိမ်ကိုရတာကလည်းအရင်ကံကောင်းတာပဲ။ဘာမှစဉ်းစားစရာမလိုပါဘူး။ငါကတော့သဘောတူတယ်။ဒီလိုနဲ့ပဲဇလက်ကတော့မြေကြီးနဲ့လှုပ်တဲ့အိမ်ကနေချမ်းသာတဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ဇလက်ကိုအင်္ဂလူတွေအားလုံးကကြူစိုးဖို့ရည်နေကြပါတယ်။အချွေးမှာကားတွေကထွက်လာတာနဲ့ပန်းတွေကျင်းတော့ ။ဟုတ်ကဲ့ပါတတိ။ဘေးနားမှာပန်းတွေယူပြီးရက်နေတဲ့ဆန်ဆန်ကတော့ဒေါ်လာကိုနားသွင်းနေပါတယ်။အမေတွေ့လား။အဖေကလည်းရက်အောင်အပိုတွေလောက်တာပဲ။တပုံးမတူပဲဆင်းရဲတဲ့အိမ်ကသူ့ကိုမင်္ဂလာဆောင်ပြီးခေါ်လာတယ်။မသိရင် သူ့အိမ်ကနေပြစ်စီရဲအများယူလာတယ်လို့ပဲ။ဟုတ်တယ်မေ။သမီးကတော့ဒီဆက်လက်ကလာတဲ့အိမ်ကလူတွေကိုအပိုင်သိမ်းတော့မှထင်တာပဲ။သူအပိုင်သိမ်းလို့မရပါဘူးဟဲ့။ဆက်လက်ကတော့ဒီအိမ်မှာယောက်ျားရပြီးနောက်တရရမယ်။ငါလှုပ်ပြမယ်ကြည့်နေ ဒေါ်လာစကားကြားပြီးဆန်ဆန်ကတော့ရင်းပြုံနေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ပါဒီအိမ်မှာငါရဲ့အာဏာတွေပဲတုံးမှာပါငါဒီအိမ်ကို သူများကိုပိုင်ဖို့ပေးလို့မရဘူးခဏကြာမှဇနက်ကလည်းနန်းတော်နဲ့တူတဲ့အိမ်ကို ရောက်ရှိလာခဲ့ပါတယ်။အိမ်မော်ရီဟာလည်းပန်းတွေကျဲပြီးကြိုဆူခဲ့ကြပါတော့တယ်။ချွေးမကူနန်းတော်အိမ်မှာကြိုဆူပါတယ်ဇလက်ကလေးကြက်ကြောင်နဲ့ပြောခဲ့ပါလေ။ဟုတ်ကဲ့ပါရှင်ကျေးဇူးပါ။ဒေါ်လာကလေးဇလက်ကိုကြိုဆိုပါလေ ဇလက်ကလန်ဒွန်နဲ့တူတဲ့အင်ကိုရောက်လာပြီးဇလက်ယူလာတဲ့မြေကြီးပကံတွေကိုကြည့်ပြီးတော့ရည်နေခဲ့ကြပါတယ်။မြေကြီးပကံတွေကိုဒီလိုနန်းတော်အင်ကိုယူလာတာလား။ဟုတ်တယ်လေ။မရှိဆင်းရဲတဲ့သူတွေကတော့အဲ့လိုမြေကြီးပကံတွေယူလာမှာပေါ့။ငါတို့ကတော့ပကံတွေ၄၀ယူလာတာ။ရွှေနဲ့ပကံတွေရောငွေပကံတွေရော လူတိုင်းကတော့ငါ့လိုမချမ်းသာအောင်လေ။ဇလက်ကတော့ငါ့လိုချမ်းသာတဲ့အင်ကနေလာတာမဟုတ်ဘူးလေ။ဆန်းဆန်းစကားတွေကြားပြီးချွေးမလက်ဖြစ်တဲ့ဟီယူကတော့စိတ်မကောင်းဖြစ်ပြီးတော့ပြောခဲ့ပါတယ်။ ။ EU ကလည်းဇလက်လိုပဲစင်းရတဲ့အင်္ဂါပဲဖြစ်ပါတယ်။အမရဲ့တလက်အင်ကလည်းတက်နိုင်တလောက်ပေးတာပဲလေ။ဟုတ်တယ်ချွေးမ။ရည်ရွယ်ပြောတာမှန်နေ။ချွေးမဆန်းဆန်းငါတို့ကလည်းနေအင်ကလူတွေကိုဘာမှတောင်းတာမဟုတ်ဘူး။နေအင်ကလူတွေကသူတို့တက်နိုင်လို့ပေးတာလေ။ငါတို့ကလည်းသူများစီကယူရအောင်အဲ့လောက်စင်းရနေတာလည်းမဟုတ်ဘူး။ငါတို့ကိုဖျားပေးထားတာအကုန်လုံးပြည့်စုံနေပြီ။ချွေးမရည်ရွယ်ဇလက်ကိုသူ့အခန်းကိုလိုက်ပြလိုက်အောင်။ရည်ရွယ်ကလည်းဇလက်ကိုအခန်းခေါ်သွားခဲ့ပါတယ်။ ဇလက်ကလေးမျက်ရည်ဝဲနေခဲ့ပါတယ်။ဇလက်ရဲ့စိတ်မကောင်းဖြစ်မနေနဲ့။နှစ်လိုပဲငါလည်းဆင်းရဲတယ်။ဒီအိမ်မှာအဖေမှတ်လေးတွေကသဘောကောင်းတယ်။သူသူနဲ့ဆန်ဆန်တော့အပြောဆိုကြမ်းတယ်။ဒီလိုပဲအဆင်ပြေအောင်နေရတာပဲလေ။အိမ်ကလူတွေသဘောကြအောင်နင်သူတို့အကြိုက်တွေကြီးချက်ကျွေးမနေ့ပြန်ပထမရက်မှာအိမ်ကလူတွေအကြိုက်ချက်ပြီးနော်။နောက်နေ့မနေ့ရောက်တော့ဇလက်ကပြင်ဆင်ပြီးရေရွတ်ကလေးသူ့ကိုမိဖို့ကြောင့်လေးခေါ်သွားပါတော့တယ်။မိဖို့ကြောင့်ကပစ္စည်းတွေကရမ်းခင်ဆန်ပြီးပကန်းတွေကလည်းရမ်းစီကြည့်ပါတယ်။ တကယ်စည်းစံမုတ်ဖုတ်ဆက်ဖြိုရည်ဆက်ပစ္စည်းတွေအလုံးကလျှက်စစ်နေ300ရည်ပစ္စည်းတွေပဲဖြစ်ပါတယ်။ဒီကိတ္တတာနဲ့အေကွန်လေးမိဖို့ကြောင့်မှတက်ဆင်ချပါတယ်။ဆလတ်ရည်နင်ကြိုက်တာသာချက်လိုက်တော့အိမ်ကလူတွေကိုပထမရက်ဆိုတော့ဟာလဝါတွေလုပ်မယ်စဉ်းစားနေတာအမလိုက်တာပဲမလဲဒီမှာလိုက်တာမလို့ဦးလေမိကလုတ်ဖွင့်တာနဲ့လိုချင်တယ်လို့ချက်လို့ရတယ်ခလုတ်ဖွင့်ပြီးသွားရင်ဟာလဝါတွေလုပ်လို့ရပြီ ။ EU ကလည်းဇလက်ကိုမိဖို့ကြောင့်တုံးနည်းတွေကိုပြောပြပါရယ်။ဒီချိန်မှာပဲဒေါ်လာဆွဆွနဲ့ဆန်းဆန်းလေးပဲရောက်လာခဲ့ကြပါရယ်။မာနအပြင်းနဲ့ဆန်းဆန်းကတော့မောင်းပါပြီးပြောခဲ့ပါရယ်။ဘလို့လဲ။လင်ညီမအလက်ကဇလက်ကိုမိဖို့ကြောင့်ဘလို့တုံးမလဲဆိုတော့သိနေရလား။လက်ကဆင်းရဲတယ်ဆိုတော့ဒီလိုအဆင်မြင့်မိဖို့ကြောင့်နေမြင်ဖူးမှာမဟုတ်ဘူး။ तू ကတော့မြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင့်နဲ့ပဲတန်နေ။ဆန်းဆန်းပြောတဲ့စကားကြောင့်ဇလက်ကလည်းမျက်နှာပြက်သွားပါတော့တယ်။ ချွေးမရင်ဒီမှာသူ့စည်းကမ်းနဲ့သူရှိရနော်ငါတို့အိမ်ရဲ့ချွေးမတွေကပထမရက်မှာမြေကြီးနဲ့မိဖို့ကြောင့်မှချဲ့ရတယ်ဟုတ်ကဲ့ပါမေဇလက်ဟာဒေါ်လာနောက်ကိုလိုက်သွားပါတော့တယ်ဒေါ်လာကလည်းဇလက်ကိုမြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင့်ကိုခေါ်သွားခဲ့ပါတယ်မိဖို့ကြောင့်ကနေရနေလိမ့်ပြက်စီးနေခဲ့ပါတယ်ကြွက်ပေါက်တွေကလည်းအများကြီးရှိနေပါတယ်ဒီကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင်ပြားတွေလည်းရှိပါသေး။ဒီမိဖို့ကြောင့်ပါပဲပထမရက်အတွက်ချက်လေ နင်လိုအပ်တဲ့ပစ္စည်းတွေပို့ခိုင်းပေးမယ်။ဇလဟာမိဖုကြောင့်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ငါတော့ချမ်းသာတဲ့အိမ်ဆိုတော့အစင်းမြင့်နေရမှထင်နေတာ။အခုတော့လည်းမြေကြီးနဲ့မိဖုကြောင့်မှာအခုကျတော့လည်းမြေကြီးနဲ့မိဖုကြောင့်မှာချက်ရတော့မှာပဲ။ဒေါ်လာကလည်းဆန်ဆန်နဲ့စုစုကိုခေါ်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။စုစုကသူ့မိကိုပြောပါတယ်။အမေကတော့ဒီဆင်းရဲတဲ့ရောင်မောက်ပညာပြတာပဲ။ သူ့ကိုပထမရက်မှာမြေကြီးနဲ့မိဖို့ကြောင့်ပို့လိုက်ပြီဟုတ်တာပေါ့ငါ့ကို तू ကပါထင်နေတယ်ပထမရက်မှာပဲစင်းရတဲ့ तू ကမြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင့်ကနေအစင်းမြင့်မိဖို့ကြောင့်တက်ဖို့ပေးပါမလားဒီချိန်မှာပဲဆန်းဆန်းကတော့ဒေါ်လာကိုနားသွင်းပါတော့တယ်အမေစလက်ကိုထမင်းချက်မဲ့ပစ္စည်းတွေအရင်မပေးနဲ့ तू ကစင်းရတဲ့အိမ်ကလာတာတလောက်အစားတောက်တွေတခါမှမြင်ဖူးမှာမဟုတ်ဘူးအေးဟုတ်တယ်နင်ပြောတာမှန်တယ် ဆင်းရဲတဲ့အိမ်ကကောင်မလေးကပစ္စည်းတွေကိုဘလို့ချွေတာတုံးနဲ့သိချင်တယ်။သူ့ကိုလိုအပ်တဲ့လောက်ပဲပေးမယ်။ဒေါ်လာဟာတစ်ဖက်ကနေတော့ဇလက်ကိုစမ်းနေခဲ့ပါတယ်။သူ့ဘော်ကလေးကောင်းချင်အောင်ဆောင်နေပါတယ်။ဇလက်ကတော့အမေအိမ်ကလိုပဲချမ်းသာတဲ့အိမ်မှာလည်းမြေကြီးနဲ့မြေဟိုကြောင်မှာထမင်းချက်နိုင်မလားဆိုတာကြည့်ရပါမယ်။ဒေါ်လာကလည်းစွတ်စွတ်နဲ့ထမင်းချက်ရမယ့်ပစ္စည်းတွေကိုပို့လိုက်ပါတော့တယ်။သူတို့ကပြောတော့လဲချမ်းသာတယ်ဆိုစားတော့ကြတော့လဲချက်ဖို့နည်းနည်းပဲပေးတယ်။ ။တလောက်နဲ့တော့ငါဘလို့အဆင်ပြေမလဲ။တလက်ကတော့ဘာမှမစင်စားဘဲမိဘကိုကတော့ကပစ္စည်းနည်းနည်းနဲ့ပဲပူရီကျော်အာလူဟင်းနှုတ်ခင်းဟင်းနဲ့ဟာလဝါနှုတ်ထမင်းတွေလုပ်ပါရယ်။ဒါရီအလုံးကိုအပြင်ကနေဒေါ်လာကချောင်းကြည့်နေခဲ့ပါရယ်။တလောက်ပစ္စည်းလေးပဲပေးတာ哦အရင်ကစီကန်းနဲ့ချက်တာပဲ။တလောက်လေးကိုဟင်းမျိုးစုံချက်နိုင်တယ်။ငါမိဖို့ကြောင်ဆလက်ကပဲထိမ့်သိမ့်နိုင်မှာပါဒေါနာကအဲ့ဒီအချိန်မှတော့သူ့ရဲ့စိတ်ကူးတွေကိုမပြောဘဲအပြင်လာပြီးစပွဲပေါ်ကပကံတွေကိုဖယ်လိုက်ပါတယ် အမေဘာလို့ပကံတွေကိုဖိနေရလဲဇလက်ကသားတို့ကိုဘယ်လိုထမင်းကျွေးမလဲဒီပကံတွေအားလုံးကချွေးမဆန်ဆန်သူ့အိမ်ရနေယူလာတာလေသူ့အိမ်ကဆိုတော့ပကံတွေအားလုံးဖယ်လိုက်ပြီဒေါလကလည်းတစ်တာလေးကိုပကံတွေထည့်ထားပါတယ်ဒေါလကနောက်တစ်ခါဇလက်ကိုစမ်းတက်နေခဲ့ပါတယ်ဇလက်ကလည်းသူ့အိမ်ကယူလာတဲ့မြေကြီးနဲ့လှုပ်ထားတဲ့ပကံတွေနဲ့ခြောက်ကျွေးလိုက်ပါတော့တယ်အဖေတီဟာဆူဆူနဲ့အကိုတို့ရေအမဆန်ဆန်ပကံသိန်းတော့လဲဘာဖြစ်လဲ ဒီနေ့တော့ဈေးကြီးတဲ့ပကံနဲ့မစားနဲ့တော့မြေကြီးပကံနဲ့စားလေ။ဇလက်ကလည်းအင်္ဂါလူတွေအားလုံးကိုမြေကြီးပကံနဲ့ချကျွေးပါရယ်။ပြေးမကြီးအရန်စားကောင်းတာပဲ။မြေကြီးပကံနဲ့စားရတာကလည်းတဘာဝအတိုင်းလေးစားနေရတယ်လို့ပဲ။ငါတို့နေ့တိုင်းမြေကြီးပကံနေနေပဲစားတော့မယ်။ဟုတ်တယ်ဇလက်ကြီးနင်းချက်ထားတာစားကောင်းနေ။ဈေးကြီးတဲ့ပကံတွေနဲ့ပဲစားရတာလေရိုးနေပြီ။အင်္ဂါလူတွေအားလုံးဟာဇလက်ကိုအရန်ချီးကျူးနေကြတာကြောင့်ဆန်ဆန်ကလည်းမနာလို့ဖြစ်ပြီးပြောခဲ့ပါရယ်။ ငါတို့အိမ်မှာလဲလေဒီလောက်ဈေးကြီးတဲ့စပွဲပေါ်မှာမြေပကံတွေနဲ့စားဖို့ပဲကြံတော့တယ်ဘလို့လူတွေလည်းမသိဘူးဆန်ဆန်ဟာစိတ်ဆိုးပြီးဘာမှမစားဘဲအခန်းထဲဝင်သွားပါတော့တယ်အိမ်ကလူတွေအားလုံးကတော့ဇလက်ကိုချီးကျူးနေကြပါတယ်တကယ်ပါဇလက်ရဲ့နင်းချက်ထားတာအကုန်စားကောင်းတယ်သိလားတကယ်ပါငါကတော့နင့်ကိုချွေးမငယ်ဖြစ်ရွေးလိုက်တာရဲမှန်နေငါတို့ကတော့နေတိုင်းအရသာရှိတဲ့စားတော့တွေပဲစားရတော့မယ်ဒေါ်လာကြီးချွေးမကိုပထမရက်အတွက်လက်ဆောင်ပေးလိုက်လေ ငါတော့ချွေးမောင်ကိုပထမရက်အတွက်လက်ဆောင်ချင်းမချက်ခင်တည်းကပေးပြီးပြီလေချွေးမောင်ကိုငါရဲ့မြေကြီးနဲ့လှုပ်ထားတဲ့မိဖို့ကြောင့်ပေးလိုက်ပြီဇလက်ကဒေါ်လာပေးတဲ့လက်ဆောင်ကိုပြပြောပေးယူလိုက်ပါတယ်သူကတော့ဘာတစ်ခုမှပြန်မပြောပါဘူးဇလက်ဟာအစကတည်းကအမေအိမ်မှာကလေးကပဲမြေကြီးနဲ့မိဖို့ကြောင့်နဲ့ဆက်ဆက်နေပါတယ်အမေသမီးကတော့ဒီလိုလက်ဆောင်ရတာပါနေမှမလဲနိုင်ဘူးသမီးကတော့ဒီလိုအိမ်မျိုးရောဒီလိုမိဖို့ကြောင့်ရောလက်ဆောင်ရတယ် ီလိုနဲ့ပဲအချိန်တွေကြာသွားပြီးဇလတ်ဟာရတာရှိတဲ့စားတောက်တွေအလုံးကိုနေတိုင်းချက်ကျွေးပါတယ်ဒေါ်လာကလည်းဒေါင်းရီကိုကြည့်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်ဒီလိုနဲ့ပဲတည့်ရကြတော့ဒေါ်လာကအလုံးကိုခေါ်ပြီးရက်ခိုင်းထားခဲ့ပါတယ်အမေဘာဖြစ်လို့သမီးတို့ခေါ်ထားရလဲအမေကတော့မိဖို့ကြောင့်ငှားလက်ထဲပဲအပ်မှာပါငါတော့အရင်ပြော်တာပဲဆန်ဆန်ကလည်းဒီလိုပြောပြီးစိတ်ထဲမှာတော့အရင်ပြော်နေခဲ့ပါတယ်ဒေါ်လာလည်းနောက်ဆုံးတော့ပြောလိုက်ပါတော့တယ် ငါတော့ဒီနေ့ဆုံးဖြတ်ချက်တစ်ခုချပြီးပြီ။ဆုံးဖြတ်ချက်ကတော့ဒီအိမ်ကမိဖို့ကြောင်းချွေးမဆလက်လက်ထဲကိုအပ်မယ်။ချွေးမဆလက်ပဲထိန်းနိုင်လိမ့်မယ်။ဒေါ်လာစကားကြားပြီးဆန်ဆန်ကတော့စိတ်တူသွားပါတော့တယ်။အမေဒီအိမ်ကချွေးမကြီးကတမီးလေ။အမေကတမီးကိုပဲမိဖို့ကြောင့်ပေးရမှာလေ။ဒီဆလက်ကိုဘာလို့ပေးတာလဲ။ဘာလို့လဲဆိုတော့ချွေးမဆလက်ကအိမ်အလုပ်တွေကိုပါမစို့အကုန်လုပ်တယ်။နင်ပထမနေ့ကလာတော့နင့်ကိုမြေကြီးနဲ့မိဖို့ကြောင့်မှထမင်းချက်ခိုင်းတော့နင်ငါ့ကိုမချက်ဘူးလို့ပြောတယ်လေ။ ။ချွေးမဆလက်ကြတော့ငါပြောသလိုအကုန်လှုပ်တယ်။ပထမရက်မှာလည်းငါချက်ခိုင်းတော့တမ်းမိချက်တယ်။ငါတီမီဖို့ကြောင့်မှချက်ဆိုပြတ်မပြုံးအကုန်လှုပ်တယ်။အခုချိန်ထိလည်းအိမ်ကလူတွေကိုအစားတောက်ကောင်းတဲ့သေးချာချက်ကျွေးနေတော့မယ်။အမေဆလက်ကအမြဲတမ်းအမေအိမ်မှာတည်းကမြေကြီးမီဖို့ကြောင့်မှနေလာတာလေ။ဒီအိမ်ရောက်တော့လေ तू ကချက်မှာပဲလေ။အချင်းဖြစ်နေပြီလေ။တမီကြတော့ဒါတွေအချင်းမှမရှိတာ။အမစင်းရတဲ့အိမ်ကလာတာဆိုပြီး तू လည်းအကောင်းမနေခြင်းမထင်နဲ့။ तू လည်းအဆင်ပြေပြေနေချင်တာပဲလေ။ ဒေါ်လာဆုံးဖြတ်ချက်ကိုအားလုံးလိုက်နာရပါတယ်။ဘာမှပြောလို့မရပါဘူး။တလက်ကိုဒေါ်လာကကြိုဆိုလိုက်ပါတော့တယ်။ချွေးမရေလာပါ။နေရခင့်မိတဲ့မိဖို့ကြောင့်မနေ့ကိုကြိုဆိုပါတယ်။ဒီနေ့ကစပြီးတော့ဒါနေ့ရမိဖို့ကြောင့်လည်းဖြစ်သွားပြီ။ဒေါ်လာဟာဇလက်ကိုမိဖို့ကြောင့်ကိုအပ်လိုက်ပါတော့တယ်။ဇလက်ကလည်းနေတိုင်းနေတိုင်းအရသာရှိတဲ့စားတောက်တွေကိုချက်ကျွေးခဲ့ပါတယ်။လည်းလက်ချက်နေတော့ဆန်းဆန်းဟာသူ့အတွက်တသက်စီချက်နေပါတယ်။အမရဲ့ ဘာလို့တသက်စီချက်နေရလဲအမညီမချက်တာစားလေအခုချိန်နေညီမကိုစိတ်ဆိုးနေတော့မဲလားအမရဲ့စိတ်မဆိုးပါနဲ့နော်ငါအရှိမလာပြီးကောင်းပြမနေနဲ့နင်ကောင်းတာတွေအကိုတွေရောင်းမတွေရက်ခမတွေကိုပဲသွားပြလေငါအဲ့အတွက်ကတော့ငါကိုယ်တိုင်ပဲချက်မယ်ဟေးဆန်ဆန်ကလည်းစိတ်ဆိုးပြီးသူ့အတွက်စမှုစာလုပ်ဖို့အတွက်ထည့်လိုက်ပါတယ်ဆန်ဆန်ဟောဖုန်းလာတာကြောင့်သူ့ခန်းထဲဖုန်းသွားပြုတ်လိုက်ပါတော့တယ်သူကဖုန်းပြုတ်ပြီးပြန်လာတဲ့အခါမှာမုတ်ဖုတ်ဆက်ကပောက်ကွေးသွားခဲ့ပါတယ် တလဟာလေးဆန်းဆန်းကိုလှမ်းဆွဲလိုက်ပါရယ်အမရဲ့အဆင်ပြေလားဘာမှမဖြစ်သွားမလားယင်တလက်ကလေးဆန်းဆန်းကိုဆွဲလိုက်တာကြောင့်သူ့လက်ကနာသွားပါတော့တယ်ဆန်းဆန်းကလေးဒေါင်းလေးကိုကြည့်ပြီးနောင်တရနေခဲ့ပါရယ်ဆလက်ရယ်ငါတောက်မှန်တယ်နော်နေ့ကိုအမြဲတမ်းနှိမ်ပြောခဲ့တာနေရတော့ငါ့ကိုကယ်လိုက်တာပဲဆန်းဆန်းဟာအရင်ကစပြီးဇလက်နဲ့အတူတေချာနေထိုင်ပြီးမိဘကြောင့်ပါလေးပဲအားလုံးကိုတေချာကူချက်ပေးခဲ့ပါရယ် ဒေါနာကလည်းချေးမသုံးယောက်ပြောနေတာကိုကြည့်ပြီးသူကလည်းပဲပျော်ရှင်နေခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။